တ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်မြင်းကလင်းတန်းကြောင့်ထိခိုက်ပျက်စီးပြီးနေထိုင်လို့မရတော့တဲ့ဆောက်ဦးတွေအတွက်ဖြိုဖျက်ခအဆမတန်တောင်းဆိုတာတွေရှိနေပါတယ်။ဆောက်အုံအကြီးအသေးအထက်အနှိမ်မြင့်ပေါ်မူတည်ပြီးတောင်းခံတာလို့ဆိုပါတယ်။ငလျင်တန်းတင့်လို့ဒုက္ခရောက်ပြီးဖြုတ်ဖြက်ကစရိတ်မတက်နိုင်တဲ့သူတွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေကကူညီပေးတဲ့လို့ငလျင်ပဲကူညီကြဆဲရေးလုပ်နေတဲ့သူတွေက RFA ကိုပြောပါတယ်။ ငလျင်ပခိုချက်နဲ့အနီးဆုံးနေရာကစကိုင်းဒေသကလည်းဖြစ်ငလျင်ပေးကူညီကစရေးလုပ်နေတဲ့သူလည်းဖြစ်တဲ့လုံချုံရင်ရမီမဖော်လို့တဲ့ပရာဟိတသမားတူကငလျင်တန်းကြောင့်ထိခိုက်သွားတဲ့ဆောက်ဦးဖြူဖြက်ခါကိုအကြောင်းပြပြီးငလျင်ပေးတင့်သူတွေစီကစီးပွားရေးဆန်ဆန်အမျက်မထုတ်သင့်ဘူးလို့ RFA ကိုပြောပါတယ်။ကိုယ့်အနေကိုဖျက်ဖို့ကလည်းရန်လျားကလည်းများတဲ့ခါကျတော့မငားနိုင်ဘူးဒီတိုင်းငုတ်လို့ထိုင်နေကြအဲ့လိုဖြစ်နေအောင် တဝက်တစ်ပက်ပြိုတဲ့ဟာတွေကနေစရာလည်းမရှိပြိုရလည်းမပြိုဖြိုချမယ်ဆိုပြန်တော့လည်းရန်ရာကတွေကဈေးကြီးအဲ့လိုတွေဖြစ်နေတာအာရန်ရာကြီးကိုငားပြီးတော့မှအစီပွားရေးဆန္ဒလုပ်နေတာမျိုးကြတော့လည်းမကောင်းဘူးပေါ့ အဲ့လိုဆိုတာကြတော့စီပင်တို့ပါလို့ပေါ့နော်သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေအတန်းနိုင်ဆုံးကူညီပေးနေတာပိုကောင်းတာပေါ့မိဖက်နိုင်ငံတွေလူထားတာလည်းအများကြီးလေပြန်ပြီးတော့မှဆောက်ဖို့ကတော့တို့အပိုင်းပေါ့နော်ဒီဖြတ်တာပြုတာလေးကရေးစကားများနေတဲ့ခါကြတော့ကူညီပေးစင်တော့ပိုကောင်းတာပေါ့မဟုတ်လို့ရှိရင်တို့ကအခုမိုးရွာလဲတို့မှနေပြာမရှိဘူးအဲ့လိုမျိုးတွေဖြစ်နေတာဒါကြီးကိုဖြတ်ဖို့ကလည်းကုန်ကြသေးကမရှိဘူးအဲ့လိုတွေဖြစ်နေကြတာလေ မန္တလေးမှာလည်းငလျင်တန်တဲ့အဆောက်အုံဖြုတ်ဖြတ်ခါကိုကျပ်သိန်း900ကနေသိန်း1000အထိတောင်းနေသူတွေရှိတယ်လို့အခမဲ့ကူညီပေးနေတဲ့သူတွေလည်းရှိတယ်လို့ငလျင်ပေးကူညီကယ်ဆယ်ရေးလုပ်နေတဲ့မန္တလေးဒေသခံတအူကပြောပါတယ်။ ပြူလုံးလုံးပြူရလည်းရှိတယ်။မပြူဘဲနဲ့ရဲဆောင်းရလည်းရှိတယ်။တချို့ကလည်းမပြူဘဲနဲ့အက်ကွဲရရှိ။အဲ့တော့ဘာနာပိုင်ဖွဲ့ကြီးတွေကဘယ်လိုပြောလဲဆိုတော့တို့မီဒီယံကိုရှင်းချက်ပေးမယ်ပေါ့နော်။အနေရှိဆိုရင်ပြူရမယ်။ကြီးစားပြင်ဆင်မှုလည်းမလိုကြီးစားပြင်ဆင်လို့နောက်ပြီးအသေးစားပြင်ဆင်မှုအသေးစားပြင်ဆင်လို့အဲ့လိုမျိုးလုပ်ပြီးမှဟိုတရားဝင်ဖြစ်ပေးမယ်လို့တော့ပြောတယ်ငလျင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောက်အဦတွေဖြိုဖျက်ရမယ်မူဝါဒနဲ့ပတ်သက်လို့သက်ဆိုင်ရာအဖွဲ့တွေကပြုံမှုလင်းလင်းထုတ်ပြန်သင့်တယ်လို့သူကပြောပါတယ်။နေပြည်တော်ပြည်မနာမှာငလျင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောက်အဦတွေ ွေကိုကိုယ်တိုင်ဥဆောင်ပြီးအခမဲ့ဖြိုဖျက်ပေးနေတဲ့သူတဦးကတော့ဖြိုဖျက်ခအတွက်အခချင်းငွေယူတာလုံးဝမရှိသလိုဖြိုဖျက်ရာမှာတုံးဖို့အတွက်73စီအလှရှင်တွေလည်းရှိနေတယ်လို့ပြောပါတယ် မကြီးတော့ပြမနာအခြေအနေကတော့အခုဖြိုဖြက်ကလုံးဝမကုန်ကျွန်တော်တို့နေကန်တွေကဘယ်ဖိုးတွေဆက်ပြီးကျွန်တော်တို့စီစဉ်ထားတယ်စီလဲအလူချင်းတွေရှိတယ်တကယ်လို့ဖြတ်တဲ့အိမ်ကလူချင်းဒီမြစ်တက်တယ်လို့လူလို့ရတယ်မလူလဲပါမဖြစ်ဘူးမရှိတဲ့အိမ်လုံးဝမယူဘူးကျွန်တော်တို့အခမဲ့လိုက်ဖြိုဖြက်ပေးတယ်အဲ့အဖြိုဖြက်အပုံကိုပါကျွန်တော်တို့ကရှင်းပေးတယ်ရှင်းသွားတဲ့အုပ်ချိုးအုပ်ကဲတွေကိုထားဖို့နေရာကိုလည်းကျွန်တော်အာဂဘိုင်ကနေရာကိုစီစဉ်ပေးတယ်အဲ့ကိုကျွန်တော်ဖို့ အဲ့ဒါတရင်မှာဗျာပြင်းတော့လောကမဟုတ်တခြားမျိုးမှာတော့ပြောမရဘူးဗျာနော်ငလျင်တန်းကြောင့်ထိခိုက်သွားတဲ့အဆောက်အဦတွေကို ဖြိုဖျက်ချင်တဲ့ဆိုရင်သက်ဆိုင်ရာမြို့နယ်လိုက်စီပင်တရားကိုဖြိုဖျက်လိုကြောင်းတရားဝင်စာတင်ပြီးမှသူတို့အဖွဲ့ကအင်ရှင်နဲ့တိုင်ပင်ပြီးဖြိုဖျက်ပေးတယ်လို့သူကပြောပါတယ် ။မလက်ကရင်ဆိုလို့ရုံးမှာစီဝေးလို့တာကျွန်တော်တို့ချီမှာဘယ်လိုပါလဲဆိုတော့အဲ့ဒီ EDC ကောလျက်စစ်ကောစီပင်ကောကျွန်တော်တွဲထည့်ပေးထားတယ်။စီပင်ကိုသွားတင်ရတယ်။တင်ပြီးပြီးပြီးရတယ်။ပြန်ကြတာပါညာသူ browser ကတော့ဆက်သွားနေတယ်။တင်ပြီးရစင်ကျွန်တော်တို့ပို့ပေးတယ်။အဲ့တင်ပြီးရစင်တိုင်းအရှင်ရှင်းရအောင်ပြုရှင်းရှင်းလို့ရပါဗျာ။ဆက်ရန်တရားကြီးစားတွေနဲ့ဖြုတ်ပြက်လုဆောင်တာတွေကြောင့်အနီးအနားကအဆောက်အုံတွေထိခိုက်နိုင်တဲ့အတွက် ဖြိုဖျက်မဲ့သူတွေအနေနဲ့ဘေးပတ်ဝန်းကျင်အိမ်ရှင်တွေရဲ့သဘောတူညီချက်ရဖို့လိုအပ်တယ်လို့လည်းသူကပြောပါတယ်။လုံခြုံရေးအမည်မဖော်လိုတဲ့မန္တလေးကငလင်ဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတူကတော့ငလင်တန်းကြောင်ထိခိုက်သွားတဲ့အဆောက်အဦတွေကိုကိုယ်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီး လုံလုံမရတယ်လို့စစ်ကောင်စီအဖွဲ့ကစစ်ဆေးပြီး နောက်ပိုင်းမှာပြင်ဆင်တာတွေဖြိုဖျက်တာတွေဆက်လို့ရမှာဖြစ်တယ်လို့ပြောပါတယ်။အေးအကြီးသေးပုံနော်အဆောက်အဦကြီးသေးပုံဖြတ်က900တထောင်ယူရပြောတယ်။ 在秋天嘞，跟哪交流不？ အခမဲ့ဖြတ်ပေးမယ်ဒါမဲ့ဟိုထွက်လာတဲ့တန်လို့ပါလို့ပေါ့နော်ပြန်သုံးပြလို့ရတဲ့ဟာကိုဖြတ်တဲ့လူကယူတာပေါ့အဲ့လိုမျိုးနှမျိုးနှစားကြတယ်နောက်တစ်စားကြအခမဲ့လိုက်ဖြတ်ပေးရေပေါ့ပရာဟိတလေးကလိုက်ဖြတ်ပေးတယ်ဒါမဲ့အင်ရှင်စတာတက်လောက်ပဲယူတာပေါ့နော်အဲ့လိုမျိုးသုံးမျိုးသုံးစားတော့ကြားတယ်ဗျဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့နေပြည်တော်မန္တလေးနဲ့ရန်ကုန်ကဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေကြတာမရှိ ပါဘူး။မြို့သားညီညွတ်ရေးအစိုးရ NUG ကမြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ပြင်းအား9.9အဆင့်ရှိတဲ့မြေငင်းကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးမြို့နယ်က နေအိမ်စုစုပေါင်း28,449လုံးထိခိုက်ပျက်စီးခဲ့ပြီးပြည်သူ3သန်း3သိန်းနီးပါးငလျင်တန်းခံခဲ့ရတယ်လို့ဧပြီလ6ရက်နေ့ကထုတ်ပြန်ပါတယ်။စစ်ကောင်စီကလည်း ပြင်းထန်တဲ့ငလျင်ကြောင့်လူနေအိမ်ပေါင်း48,834အိမ်ထိခိုက်ပျက်စီးခဲ့တယ်လို့ဧပြီလ9ရက်နေ့ကဖော်ပြပါဗျ။